အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျ2029ခုနှစ်တွင် KNDO ဌာနချုပ်ကိုတင်းရဟောင်းဖြစ်သောအင်းစိန်တွင် ပြန်လည်ထိဆောင်မည်ဟု KNDO ဘုတ်ချုပ်စောရှိလီကညွှန်ကြားထားတယ်လို့သိရပါဗျ။ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အနေဖြင့်လာမည့်2029ခုနှစ်တွင် KNDO ဌာနချုပ်ကိုတင်းရဟောင်းဖြစ်သောရန်ကုန်အင်းစိန်တွင် ပြန်လည်ထိဆောင်မည်ဟု KNDO စီဦးစီချုပ်ဘုတ်ချုပ်စောရှိလီကညွှန်ကြားလိုက်ကြောင်း KNDO ကတရားဝင်သတင်းထုတ်ပြန်ထားပါဗျ။ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO သည် ကရင်အမျိုးသားစီယုံခံယူ၏လက်လက်ကိုင်းတပ်ဖွဲ့နှစ်ခုအနက်မှတစ်ခုဖြစ်ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL မပေါ်ပေါက်မိကြတဲ့ကတရှိခဲ့ကြောင်း KNDO သည် KNU ၏လက်လက်ကိုင်းအဖွဲ့အဖြစ်1948ခုနှစ်မှ1949ခုနှစ်ထိဂျပန်အစိုးရနှင့်လွတ်လပ်ရေးခေတ်ဦးမြန်မာအစိုးရတို့ကိုစတင်တိုက်ခဲ့ကြောင်း KNDO ၏ဌာနချုပ်ဟောင်းသည်ရန်ကုန်တိုင်းအင်းစိန်တွင်အခြေစိုက်ခဲ့ကြောင်း၎င်းကပြောပါသည်မြန်မာကာလတွင် KNDO စီယူစီချုပ်ဘုတ်ချုပ်စောရှိလီက လာမည့်2029ခုနှစ်တွင်ကဲအမျိုးသားကာဝေးတပ်ဖွဲ့ KNDOE ဌာနချုပ်သည်တချင်းတင်ရဟောင်းဖြစ်ခဲ့သောအင်းစိန်တို့အသက်တပံပြန်လည်တည်ဆောက်မည်ဟု KNDO တမှုများကိုညွှန်ကြားချက်ပေးထားကြောင်းသိရှိရပါသည်။ KNDO စီဦးစီးချုပ်ရဲ့ထုတ်ပြန်ချက်နဲ့ညွှန်ကြားချက်ကအတိဖြစ်တဲ့မှန်ကန်တဲ့ဆိုတာ KNDO ဘက်ကအတိပြုပါတယ်ဟုကရင်တော်လာရေးတရင်းချင်းတွေကပြောပါတယ်။ဆက်လက်ပြီးတော့ရေဦးနဲ့ကဏီမြို့နယ်တို့ကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လျင်ဖြင့်ဘုံကျဲမှုကြောင့်အမျိုးသမီးတူဦးသေဆုံးပြီးနေအိမ်နဲ့အဆောက်အုံတချို့ပျက်စီးကြောင်းသိရပါတယ်။စကိုင်းတိုင်းရေဦးမြို့နယ်ခင်ပထိုးကြီးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်က Jet Fighter ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်40ကျော်အရွယ်အမျိုးသမီးတူဦးသေဆုံးခဲ့ကြောင်းရေဦးမြို့နယ်ဗီဒူကပ်ဝဲတပ်ဖွဲ့မှတာဝန်ရှိသူတူဦးကပြောပါရယ်။မေလ9ရက်နနက်9:00ခန့်အချိန်ရေဦးမြို့နယ်အင်ပရိုဂျေးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိထီလာမလေးတက်မှတက်လာပြီး MI 29တက်လျင်ဖြင့်ပေါင်250ဘုံနှလုံးတက်ချတက်ခိုက်ခဲ့ရာထမင်းချက်နေသူ အသက်40ကျော်အရွယ်အမျိုးသမီးတဦးတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ပေါင်250ဘုံတက်ချပါတယ်ထမင်းချက်နေတဲ့အမျိုးသမီးတဦးတေဆုံးတယ်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကတော့အသက်အန္တရာယ်မစိုးရင်ရပါဘူးအနေအထားလည်းပျက်စီးတယ်ဘုံတက်ချတာရွာထဲကိုလည်းပြောလို့ရတယ်လေခွန်းတွေထဲလည်းဘုံကြတယ်ဟုတ် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရယ်ရေဦးမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဒီမှာကာလအတန်ကြာပြီဖြစ်ပြီးအချမ်းပဲစစ်ကောင်စီကပြည်သူလူထုကိုပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်လျက်ရှိကြောင်းထို့ကြောင့်ပြည်သူများအနေဖြင့်လေကြောင်းရံကာကွယ်ရေးနီလန်းများကိုလိုက်နာပေးကြပါရန်နှင့်ဘုံကိုကျင်းတ်ကို တူထားကြပါရန်တိုက်တွန်းထားပါရယ်စစ်ကောင်စီကတော့ငလင်ပေးကြောင်းအပြစ်ခတ်ရက်တဲ့ ဘာညာတူယူတွေတိုင်းရှောက်ပြောပြီးထုတ်ပြန်ချက်တွေထုတ်နေပေမဲ့ကျွန်တော်တို့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေတာဖြစ်ပါတယ်။ရှေးရှောက်လေကြောင်းရံကာကွယ်နိုင်ဖို့လေကြောင်းရံတရီပေးချက်တရင်တွေနားဆွင့်ဖို့လေကြောင်းရံကာကွယ်ရေးနီလာတွေကိုလေ့လာဖို့တိုက်တွန်းချင်ပါတယ်ဟုရူးမြုံနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတူကတိုက်တွန်းပြောဆိုထားပါတယ်။အလားတူမေလ9ရက်နေ့နာပိုင်းတပ်ဖွဲ့ဖြစ်ပွားခြင်းမရှိပဲစကိုင်းတိုင်းကဏီမြုံနယ်ချောင်းမအရှိရွာအနီး၌အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဘုံကျဲတက်ခိုက်ခဲ့ရာ လူနေထိုင်ခြင်းမရှိသည့်မိသားယုံအဆောက်အုံချို့ဖြိခိုက်ပျက်စီးခဲ့ပြီးလူထိခိုက်မှုမရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့တိုင်းပြည်ပါနာငွေကိုအကြိုက်ဆုံးတိစောက်ထားသည့်အကြမ်းဖက်စစ်တပ်ကိုလိမ့်နေသား PDF တပ်များကဖိအားပေးတပ်ပွဲဝင်ပြီးအောင်ပွဲများရှိနေပြီဟု NUG ဝန်ကြီးချုပ်ကပြောဆိုကြောင်းသိရပါတယ်။မြန်မာနိုင်ငံမှာတိုင်းပြည်ပါနာကိုငွေစိတ်ကြိုက်သုံးကတိစောက်ထားသည့်အကြမ်းဖက်စစ်တပ်ကိုလိမ့်နေသား PDF တပ်များကဖိအားပေးတပ်ပွဲဝင်ပြီး အောင်ပွဲများရရှိနေသည်ဟုအမျိုးသားညွေရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခန့်တိုင်းကပြောပါရယ်ဗီရက်တံများဖွဲ့စည်းမှု၄နှစ်ပြည့်မြောက်တွင်တွင်တပ်ဖွဲ့များတိုင်းငံလုံးဖွဲ့စည်းထားပြီးစနစ်ကျစွာဖြင့်စီမံခန့်ခွဲလက်ရှိကြောင်း၄နှစ်သား PDF ကအင်အားကြီးမသည့်ဆိုသောအကြမ်းဖက်စစ်တပ်ကိုဖိအားပေးတပ်ပန်းဝန်ထမ်းကြီးအပြင်အောင်ပွဲများပါရပ်ယူနေပြီဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ကဆက်လက်ပြောဆိုထားပါရယ် နှစ်ပေါင်းများစွာတိုင်းပြည်ဘာနာငွေကို အကြိုက်သုံးပြီးတိစောက်ထားတဲ့အကြမ်းဖက်စစ်တပ်ကိုလေးနှစ်အတွင်းငါတို့ပြည်သူ့ကာကွယ်တပ်မတော် PDF ရဲဘော်တွေရဲ့ရဲစွမ်းတပ်တိနဲ့ခုခံကာကွယ်တပ်ပွဲဝင်ခဲ့ကြတာဘလောက်အတိုင်းတာထိအောင်မြင်မှုတွေရပြီနဲ့ဆိုတာရဲဘော်တွေအားလုံးမျက်မြင်ကိုးတွေ့ဖြစ်ပါတယ်။ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတတိယတရားတဲ့ရက်တီတပ်ပွဲဝင်ပေးခဲ့ကြတဲ့မဟာမိတ်တိုင်းရင်းသားတော်လိုင်းရဲ့ဖွဲ့စည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်တပ်တွေကိုလည်းမိတ်တထားလို့မရဘူး။ ။ဒါကြောင့်လေးနှစ်တည်းနှစ်ပတ်လည်အနေမှာဂျေစုတင်ကြောင်းထည့်သွင်းပြောကြားလိုပါတယ်။အဆိုပါအဖွဲ့ရဲ့ပူပေါင်းပါဝင်မှုကလည်း PDF တပ်မတော်ရဲ့ခွန်အားတရဖြစ်ခဲ့တယ်ဟုအန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုပါတယ်။မြန်မာတနေငန်းသားမကကမ္ဘာတဝက်မှမြန်မာပြည်သူများ၏ပါဝင်မှုနဲ့အတူ PDF တပ်များကြီးထွားလာပြီးပြည်သူတပ်မတော်ဖြစ်အတွင်ပြောင်းလဲနေကြောင်း PDF တပ်များအနေဖြင့်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတိုက်ပွဲဝင်ရာခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း ဒေါ်လာကြီးအောင်ပွဲရရှိရေးဆက်လက်တက်ပွဲဝင်ကြရန်တိုက်တွန်းပြောဆိုပါတယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF ကတတိုင်းပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီးစစ်စင်ရေးနယ်မြေတွေဖွဲ့စည်းတိစောက်ထားသလိုစနစ်ကျတဲ့ဖွဲ့စည်းပုံအုပ်ချုပ်ပုံနဲ့ပြည်သူ့တပ်မတော်ဖြစ်အောင်စ조사အကောင်အထည်ပေါ်နေတာကိုတွေ့ရပါတယ်။ညပေါင်းများစွာတိုင်းပြည်ကိုနိုင်ကြစေပြီးနိုင်ငံသူနိုင်ငံသားများကိုစင်ရွှင်နဲ့စေတဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့ပြည်သူ့ကာကွယ်တပ်မတော်ဟာ ပြည်ထဲကပေါက်ဖွားလာတဲ့ပြည်သူအသံကောင်းများအဖြစ်ပြည်သူအသက်အိုးဝင်စီစဉ်ကိုအကာအကွယ်ပေးဖို့တာဏိတံခြားထားလိမ့်မယ်လို့ယုံကြည်တယ်။ပြည်သူကကွယ်တမတော်လေးနှစ်ပြည့်မြောက်ချိန်မှာရခိုင်နှစ်တွေကထက်ပုံမလုံနိုင်စွာပြေဝလာတာကိုလည်းတွေ့ရတယ်။စီရေးစွမ်းရည်စီယုံရည်စွမ်းရည်အုတ်ချုံရည်စွမ်းရည်ပြည့်မီတဲ့တမတော်တည်းရဲ့အဖြစ်ဒီဆောင်ထားနိုင်တာတွေ့ရလို့လေးစားကုန်ယူတယ်ဟု NUG ဝန်ကြီးချုပ်ကပြောဆိုပါတယ်။ပြည်သူကကွယ်တမတော်သည် အနုဒါညွေအစိုးရ၏လက်အောက်တွင်တရင်ပေါင်း316ရန်ဖြင့်ဖွဲ့စည်းတည်ထောင်လာပြီး UNG လေးနှစ်ပြည့်စီရင်ကောင်းတွင်ထုတ်ပြန်ထားပါသည်ဆက်လက်ပြီးတော့ TNLA အနေဖြင့်တရုတ်နိုင်ငံ၏ချင်းကြောင်မှုအမျိုးမျိုးရင်းဆိုင်ခံစားနေရပြီးပြည်လူထုလည်းထိခိုက်နေရဟုဗိုလ်မှူးကြီးဓာပန်လက်ကတရားဝင်ထုတ်ပေါ်ပြောဆိုပါသည်ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များကိုထိန်းချုပ်ထားသော DNL အနေဖြင့်တရုတ်နိုင်ငံ၏ထင်းကျမှုအမျိုးမျိုးကိုရင်ဆိုင်ခန်းဆားနေရဟု DNL တွဲဖက်အထွေထွေတည်ရမှုဗိုလ်မှူးကြီးဓာတ်ပန်လာကသတင်းစာရှင်းလင်းပွဲတွင်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒီအဆိုအရကတရုတ်မြန်မာနယ်စပ်တလျှောက်တရုတ် gas pipeline စီမံကိန်းများတရုတ်စီမံကိန်းများတရုတ်ဤကိုပိုင်အကျိုးစီးပွားရှိသောနေရာများတွင်တိုက်ပွဲမဖော်ဆောင်ရန်ချင်းကြောက်ပြရပေးပြောဆိုလာနေကြောင်း၎င်းကပြောပါတယ်။တရုတ်နိုင်ငံရဲ့ချင်းကမှုကတော့တရုတ်မြန်မာနယ်စပ်တလျှောက်မှာတိုက်ပွဲလုပ်လို့မရဘူး။ တက်ပွဲမဖော်ဆောင်ရဘူး။နောက်ပြီးတော့သူ့ရဲ့ gas pipeline တစ်လျှောက်တက်ပွဲမလုပ်ရဘူး။တက်ပွဲမဖြစ်ရဘူး။အဲ့တော့ဒီမကဘူး။သူ့ရဲ့အကျိုးစီးပွားရှိတဲ့နေရာသူ့ရဲ့စိတ်ဝင်စားရှိတဲ့နေရာမှာတက်ပွဲမလုပ်ရဘူးဆိုပြီးထောက်လျှောက်20နှစ်ချီထောက်လျှောက်အမြဲတမ်းပုံမှန်လူကိုယ်တိုင်လည်းပြောတယ် message ပို့တယ်အမြဲတမ်းတက်ပွဲမဖြစ်ပွားဖို့ပြောတယ်ဟုဘုံမူကြီးကပြောပါတယ်ဒီုံနိုင်ငံကြီးထင်ကြမှုများရှိနေရရင်ရွှေလီအစိုးရကဘေးပို့သည့်စာများကိုအများပြည်သူများမှတ်မိကြလိမ့်မည်ဟုထင်ကြတယ် ဒီအနေဖြင့်နှုတ်ဖြင့်ရော အချမ်းဒီလန့်ဖြင့်ပါဖျားပေးမှုမျိုးစုံလှုပ်ဆောင်နေကြောင်းတကောင်းကပြောပါတယ်။ဒိန်းကြမှုတွေရှိသလားဆိုရင်ရှိတယ်လို့ပြောရမယ်ထင်ပါတယ်။ဟိုတလောကရွှေလီဆိုးရကပေးပို့တဲ့စာကိုအားလုံးမှတ်မိကြမယ်လို့ထင်ပါတယ်။အဲ့ဒါတင်မကပါဘူး။နှုတ်နဲ့ရောအချမ်းလင်းလန့်ရောပုံမှန်ထင်းကြမှုတွေဆိုတာဖျားပေးမှုတွေပုံမှန်ရှိပါတယ်ဟုဗိုလ်မှူးကြီးကပြောပါတယ်။ထိုပြင်တရုတ်နိုင်ငံကနေဆက်များတွင်2024ခုနှစ်မှဇွန်လမှစ၍ဖြတ်လေးဖြတ်ပုံစံဖြင့် ပိတ်ဆို့ဖျက်တမ်းမှုများပြုလုပ်ခဲ့ကြောင်းဒီလိုတူတူမှာတရုတ်နဲ့စစ်ကောင်စီပိတ်ဆို့မှုများကြောင့်စက်တဲစွာနေထိုင်ရပြီးစောင့်နေရင်းများခက်ခဲနေကြောင်းရောင်းဝယ်မှုများလုပ်ကင်မရတော့ဘဲထိခိုက်ခံစားနေရကြောင်းလူထုအနေဖြင့်တရုတ်ဤဖိအားပေးမှုများကြောင့်အလုံးထိခိုက်ခံစားရကြောင်း၎င်းကထုတ်ပေါ်ပြောဆိုသွားပါတယ်